ဟုတ်ကဲ့ဗျာအဲအဲ့လားလေးကိုတစ်ချက်ကြည့်ကျင်တယ်လို့အမအိုအဲ့ဒီဟာဟိုပြင်ကျင်တဲ့စိတ်ကိုရှိလားလို့ဆန္ဒရှိလားလို့ဟုတ်ကဲ့ဘာဘာအခုဘာဘာနေတဲ့ဒီနေရာလေးကိုတဲ့သူတို့ကဒီအကားတွေဘာတွေပြင်ကျင်လို့တဲ့ဘာဘာပြင်ကျင်လားတဲ့မလုံဝနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကရှင်နေ93နှစ်4နှစ်ကျော်ရောက်နေတယ်ကြီးဆိုတော့ညာလေးဟာအဓိကမဟုတ်ပါဘူး အဓိကကကျွန်တော်တရားလေးအားထုတ်နိုင်အောင်တရားလေးပွားများနိုင်အောင်ခုလိုပြောဆိုနိုင်ဖို့လေးပဲအဓိကလိုပါတယ်ကျွန်တော်ကိုအိမ်လေးကိုတော့ပြင်းမနေပါနဲ့တော့အဲကျွန်တော်ရဲ့ကိုယ်စားဆရာအိမ်လေးပြင်းနေတာပါအဲဘာမှကျွန်တော်အိမ်တော့မပြင်းပါနဲ့ဆိုလိုတာကတော့ဓာတုခေါ်ပါလေခုလိုလေးစေတနာသည်ချက်တန်နာဟာ အလွန်မွင်မြတ်တဲ့ဓမ္မဒါနဖြစ်ပါတယ်အလွန်ဝင်တန်းတရားကို ကြည်ညိုလို့လှူကျင်တာမဟုတ်လားဓမ္မမိတ်ဆွေကြီးကတရားကိုကြည်ဟုတ်ကဲ့အဲ့ဒီတော့တရားနဲ့ပတ်သက်လို့ပချမ်းဆက်ကျွန်တော်တို့အတိအကျွင်းဖြစ်ရတာဒီတော့တရားကိုပဲကျွန်တော်ပြောပြရစီတရားနဲ့လေနေနေအောင်ကြိုးစားပါ ဒီကအဓိကကဒီယုံနဲ့နာအကြောင်းလေးဓမ္မမိတ်ဆွေယခုအိမ်ကိုပြင်းနေတဲ့ဇာန်လေးတွေကာရင်နေဆိုတာလေးစိအကြောင်းမြုပ်ပြီးကျေးဇူးဆက်တဲ့အနေနဲ့ဒီယုံနဲ့ဓမ္မသင်္ခါရတရားလေးကိုမမြဲတဲ့အနိစ္စကိုမြင်အောင်သိကြကြည့်ယုံကြည်ရတဲ့ကာယသင်္ခါရသင်္ခါရဆိုတာ ကံစိတ်ဥဒုအဟာရတွေရဲ့ပြုပြင်ထားလို့ဒီယုတ်ကြီးကရက်တည်နေနေတာနန်းဓမ္မလေးကလည်းအာယုံဒွာယခုကျွန်တော်အတန်ကလည်းယုတ်ပဲခမညာကလည်းယုတ်ပဲဒီအာယုံရင်တိုက်လို့သိဆိုရဲအဲ့ဒီမတိကြတာကယုတ်သိကြတာနန်းအဲ့ဒီနန်းဓမ္မလေးကလည်းသင်္ခါရပဲတကယ်ကြတော့ဘာရှိလဲ သင်္ခါရတရားတွေဟာမြဲတယ်လို့ပဲရှိလေသင်္ခါရတရားတွေရဲ့အဆုံးမှာအတိင်ခတနိဗ္ဗာန်ဆိုတာခန္ဓာနဲ့ဆက်လျက်ရှိပါတယ်ဓမ္မမိတ်ဆွေကြီးရဲ့ကျွန်တော်တွေ့ရှိရတဲ့အသိဉာဏ်လေးကိုမိတ်ဆွေကြီးကိုပေးပြရစေဓမ္မမိတ်ဆွေကြီးကိုဤနိဗ္ဗာန်ဆိုတာခန္ဓာကြီးနဲ့ဆက်လျက် သေပြီးမှရတာမဟုတ်ဘူးသေပြီးမှကအရောက်နိုင်ပါ